ွန်လာ၄ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်မော်လဝတ္တာခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။မြန်မာပြည်ထက်ပိုင်းဒေသတွေမှာညင်ရင်ကြီးမှုဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ပေမယ့်အလဲပိုင်းနဲ့အောက်ပိုင်းဒေသတွေမှာမိုးအလွန်မများသလိုညင်ရင်လင်းမြန်စွာမြင့်တက်လာခြင်းမရှိတာကြောင့်ထူးကဲတဲ့ရေကြီးရေရှမ်းမှုတွေဖြစ်နိုင်ခြင်းမရှိဘူးလို့မော်လဝတ္တာပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ အေယော်ရီမြို့တလျှောက်အောက်ဘက်ကမြို့တွေမှာမြေရီတွေမြင့်တက်လာခဲ့ပေမယ့်စိုးရိမ်ရေအမတ်ရောက်ဖို့လိုနေစေဖြစ်သလိုချင်းတွင်းမြေရီဟာလည်းမောင်ရောင်မြို့အထိအတက်ကျန်းနေစေဖြစ်ပြီးစိုးရိမ်ရေအမတ်ရောက်ဖို့၆ပေကျော်ကလိုနေတာကြောင့်စိုးရိမ်ပုံမလိုဘူးလို့သိရပါတယ် ဒီကနေ့ညနေခင်းကရနီကြရပြီးနေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းနဲ့စကမ်းတိုင်းတို့မှာနေရာကျကျရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာဆက်ဆိတ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာနယ်ပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်။ကရင်ပြည်နဲ့မွန်ပြည်တို့မှာတော့နေရာခွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအာအသင်တင်ကနေအာကောင်းနေပါတယ်